မင်္ဂလာညနေခင်းပါရှင်11ရုပ်တန်ရဲ့ညနေခင်းသတင်းတာရထုတ်လင်းမှုကိုစတင်ပါတော့မယ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေပြင်းရဲရံဝန်တစ်ခုဖြစ်ပေါ်နေပြီးအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်မြောက်ပိုင်းနှင့်အနောက်ဘက်ဘင်္ဂလားပြည်နယ်များကိုဖြတ်ကျော်နိုင်ဟုခန့်မှန်းဆိုတဲ့သတင်းအပအဝင်နိုင်ငံတွင်းသို့တရားမှုဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား28ဦးကိုထပ်မံလွှဲပြောင်းခဲ့ပြီးဇန်နဝါရီ30ရက်မှဇွန်24ရက်အထိတရားမှုဝင်ဝင်ရောက်သူပြည်ပနိုင်ငံသား 9180ဦးရှိဆိုတဲ့သတင်းရေဒီယိုတတိကြွမှုမြင့်တက်နေသောယူရေနီယံထုတ်လုပ်မှုကိုအီရန်ကလပိုင်းတွင်ပြန်လည်စတင်ပွဲရှိသည်ဟု IAEA အကြီးအကဲပြောကြားဆိုတဲ့သတင်း UFC 317ပြိုင်ပွဲမှာမြန်မာဖိုက်တာဂျိုရှုအာဘန်အမှတ်နဲ့အနိုင်ရပြီးနိုင်ပွဲဆက်ဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတက်ဆက်ပေးပါပါဦးစုံနေနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေပြင်းနှင့်ရံဝန်တစ်ခုဖြစ်ပေါ်နေပြီးအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်မြောက်ပိုင်းနှင့်အနောက်ဘင်္ဂလားပြည်နယ်များကိုဖျက်ချော်နိုင်ဟုခန့်မှန်းထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေပြင်းနှင့်ရံဝန်တစ်ခုဖြစ်ပေါ်နေပြီးအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်မြောက်ပိုင်းနှင့်အနောက်ဘင်္ဂလားပြည်နယ်တွေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းကြောင်းမိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ဒီနေ့မြန်မာစံတော်ချိန်မနက်9:00ခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ဂျီရိုမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေကြောင်းအဆိုပါလေပြင်းနဲ့ရေဝန်ဟာအနောက်အနောက်မြောက်ဘက်ကိုဖြင်းညင်းစွာရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံအရိတပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းကြောင်းထုတ်ပြန်ထားပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းရခိုင်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာလည်းမိုးတိမ်တောင်းတွေဖြစ်ထွန်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်းတွေရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလှေပြင်းတိုက်ခတ်တာမိုးထစ်ခြုံတာမိုးကျုပ်ပစ်တာလျက်စည်းလက်တာနဲ့မိုးသီးကြွေတာစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား28ဦးကိုထပ်မံလွှဲပြောင်းခဲ့ပြီး ဇန်နဝါရီ30ရက်မှဇွန်24ရက်ထိတရားမဝင်ဝင်ရောက်သူပြည်ပနိုင်ငံသား9180ဦးရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား28ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီလ30ရက်နေ့ကနေဇွန်လ24ရက်နေ့အထိတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9180ဦးရှိတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်သန်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလေ KK Park နဲ့ကြောက်ခတ်နေမျိုးတွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလေလံမှုတွေဒူးစရိုက်မှုတွေကျွလွန်ခဲ့ကြတဲ့ဖိလစ်ပိုင်နိုင်ငံသား နေပေါ်နိုင်ငံသားတွေအပါအဝင်ပြည်ပနိုင်ငံသား28ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေဇွန်လ24ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9180ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၎င်းတို့အနက်က8983ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေထံဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသား198ဦးကို တပ်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်။ရေဒီယိုတတိကျောမှုမြင့်တက်နေသောယူရေနီယံထုတ်လွှတ်မှုကိုအီရန်ကလာပိုင်းတွင်းပြည်လည်စတင်ပွဲရှိသည်ဟု IAEA အကြီးအကဲပြောကြားဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကြောင့်နျူကလ ရအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တဲ့အတိုင်အောင်အီရန်နိုင်ငံကတန့်စင်ထားတဲ့ယူရေနီယံထုတ်လုပ်မှုကိုလပိုင်းတွဲပြန်လည်စတင်နိုင်ဖွယ်ရရှိနေတယ်လို့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီအကြီးအကဲ Rafael Grossi ကပြောကြားတယ်လို့ဇော်လ28ရက်မှာ CBS သတင်းဌာနကဖော်ပြခဲ့ပါတယ်အစ္စရေးကအီရန်ရဲ့နျူကလ িয়ার အဆောက်အုံတွေကိုစွန်ဆက်3ရက်ကစတင်ပုံကျဲခဲ့ပါတယ်။အဲနောက်မှာအမေရိကန်ကလည်းအီရန်ရဲ့အရေးကြီးတဲ့နျူကလ িয়ার နေရာ၃ခုကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ နျူကလ িয়ার တီနီယာတွေရဲ့ထိခိုက်ပျက်စီးမှုအတိုင်းအတာဟာကြီးမားတယ်လို့အီရန်နိုင်ငံသားကြီးဝင်ကြီးအာဘတ်အာရချီကပြောကြားခဲ့တဲ့ဆိုပေမဲ့အသိစိတ်တွေကိုမသိရသေးဘူးလို့ဆိုပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေဟာဆယ်စုနှစ်များစွာနောက်ဆုတ်သွားခဲ့တယ်လို့ပြောကြားခဲ့ပါရယ်ဒါပေမဲ့အပြည်ပြည်ဆိုင်ရာနုမြူစွမ်းရည်အေဂျင်စီ IAEA ရဲ့အထွေထွေဒါရိုက်တာဂရော့ဆီကတချို့ကမပြတ်သွားသေးပါဘူးလို့ပြောကြားခဲ့ပါရယ် တို့ကလအနေငယ်အတွင်ပြန်လည်စတင်နိုင်ပါတယ်။ကျွန်တော်ပြောလိုတာကတော့တို့ကရေဒီယိုတက်တီကြွမှုမြင့်တက်အောင်လုပ်တဲ့ဆက်တွေကိုတန်းစီလဲပတ်ပြီးတန်းစီယူရေနီယံထုတ်လုပ်မှုကိုလပိုင်းအတွင်ဒါမှမဟုတ်အိတ်ထက်နေတဲ့အချိန်အတွင်စတင်ထုတ်လုပ်နိုင်ပါတယ်လို့ဇွန်28ရက်မှစေကပြောကြားခဲ့ပါတယ်။နောက်ထပ်အရေးပါတဲ့မိကတခုဟာရေဒီယိုတက်တီကြွမှုမြင့်တက်နေတဲ့ယူရေနီယံပေါင်900 48.6ကီလိုဂရမ်တွေကတချို့ဒါမှမဟုတ်အားလုံးကို တိုက်ခိုက်မှုတွေမတိုင်မီအီရန်ကနေရာရွှေ့ပြောင်းနိုင်ခြင်းရှိမရှိဆိုတဲ့မေးခွန်းဖြစ်ပါတယ်။အဲ့ဒီယူရေနီယံတွေဘယ်နေရာမှာရှိနေနိုင်တယ်လဲဆိုတာကိုမင်းမီတို့မသိရဘူးလို့ Crossy က CBS သတင်းဌာနကိုပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုအတွင်းမှာတချို့ဟာပျက်စီးကောင်းပျက်စီးသွားနိုင်ပါတယ်။ဒါပေမဲ့တချို့ကတော့ရွှေ့ပြောင်းထားနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုသိရဖို့လိုပါတယ်လို့ Crossy ကအင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ UFC 317ပြိုင်ပွဲမှာမြန်မာဖိုက်တာဂျိုရှုအဘန်အမှတ်နဲ့အနိုင်ရပြီးနိုင်ပွဲဆက်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဒီနေ့မနက်ပိုင်းကအမေရိကန်နိုင်ငံမှာကျင်းပတဲ့ UFC 317ပြိုင်ပွဲမှာမြန်မာဖိုက်တာဂျိုရှုအဘန်အမှတ်နဲ့အနိုင်ရပြီးနိုင်ပွဲဆက်ခဲ့ပါတယ်။ဂျိုရှုယောဂနာအမေရိကန်က Brandon Rivera နဲ့ထိုးတက်ခဲ့တာဖြစ်ပြီးသုံးကြီးပြည့်တဲ့အထိအလဲမထိုးနိုင်ပေမဲ့အမှတ်နဲ့ဆုံးဖြတ်ရမှာနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျူဂျူဇာဗန်ဟာပရမချီမှလက်ရည်သားနဲ့ထိုးတက်နိုင်ပြီးဒုတိယချီမှဘရန်ဒန်ရိုက်ဗေးပြန်သားခဲ့ပါတယ်။တတိယချီမှနှစ်ဦးစလုံးအပြန်အလှန်ထိုးတက်နိုင်ခဲ့ပေမဲ့ဂျူဂျူဇာဗန်ရဲ့လက်သီးချက်တွေပုံမှန်ထိရောက်ခဲ့ပါတယ်။အခြေပြုကဏ္ဍမှာဂျူဂျူဇာဗန်ရဲ့လက်သီးချက်ကြောင့်ဘရန်ဒန်ကျင်းမြင်ပေါ်ကျသွားပြီးစက်တိုက်ဖိထိုးခဲ့ပေမဲ့အချိန်ပြည့်တော့လို့ပွဲမပြတ်ခဲ့တာပါ။ဂျူဂျူဇာဗန်ဟာ UFC မှာနောက်ဆုံး၅ပွဲစက်တိုက်အနိုင်ရရှိထားတာဖြစ်ပြီး ဘွဲမနိုင်ငံမှာ UFC CEO ရဲ့ပြောကြားထားမှုရာအနိုင်ရရှိခဲ့တဲ့ဂျိုရှူရာဘန်ဟာ Flyweight Champion ကပတ်စင်ခေါ်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။11ရက်တန်ရဲ့ဇော်လ29ရက်နေ့ရက်နေခဲ့တဲ့တဲ့တွေကို diet ထုတ်လွှင့်ပေးခဲ့တာပါ။ဆက်လက်ပြီးည7နာရီမှာလဲနောက်ဆုံးရက်တဲ့တွေကို diet ထုတ်လွှင့်ပေးသွားမှာပါ။အေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါသေးရှင်။